င်္ဂလာပါရှင်ချက်ချက်မဲ့ channel မှာကြိုဆိုလိုက်ပါတယ်ဒီနေ့ချက်ပြမဲ့ဟင်းလေးကတော့တစားမုံလာလဲဖြစ်တယ်ကထိန်ရာတီလဲရောက်ပြီဆိုတော့အလှငပြာရီချက်ချက်လေးကိုလွယ်ကူစွာချက်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ထင်ငပြရဲ့ကြလေးကဆိုလို့ရှိရင်တော့ကျမတို့မြမရိုးရစားစရာတွေတခုဖြစ်တဲ့အပြင်ပအဝင်ပစ္စည်းနည်းနည်းလေးနဲ့လွယ်ကူစွာချက်ရတဲ့အတွက်အိမ်တိုင်းမှာဒီဟင်းတစ်ခွက်ရှိလို့ကတော့တို့စရာလေးရှိုံနဲ့ထမင်းမိတ်စီရဲ့ငပြရဲ့ကြလေးဖြစ်ပါတယ်ရှင်။ ။ယခုလိုမျိုးကထင်ရသည့်အလှူပွဲတွေမှမဟုတ်ဖဲနဲ့မြည်သည့်အလှူတန်းမဆိုးဒီငပြားရည်ကျက်တစ်ခွက်ကတော့မပါမဖြစ်တဲ့အလှူငပြားရည်ကျော်လေးတစ်ခွက်ဖြစ်ပါတယ်ရှင်။ယခုလိုကုံကြနေပြီးတော့စားကောင်းစီတဲ့အလှူငပြားရည်ကျက်လေးတစ်ခွက်ဘလို့ချက်ရမလဲဆိုတာကိုဗီဒီယိုလေးမှာလိုက်ပါကြည့်ရှုပေးကြပါဦးနော်။ပြာရည်ချက်လေးချက်ဖို့ပြင်ဆင်ကြမယ်နော်။ ထမဦးဆုံးစစ်သွန်ဤဦးကြည်ကြီးလေးလုံးလောက်ကိုယခုလိုပပလေးတွေပဲလှိထားပေးပါမယ်။ဒီနော်စက်တုံဖြူသုံးလုံးခန်းလောက်ကိုလည်းယခုလိုပဲပပလေးတွေလီထားပြပါအောင်မယ်နော်ပစွန်ကြောက်ကိုလည်းထမင်းစားစွန်၄စွန်ခန်းလောက်ကိုရေစင်စင်ဆေးပြီးတော့ရေစိမ်ပေးထားမယ်နော် လွန်ကြောက်တဲ့မှာကယခုလိုမျိုးခဲတလဲနဲ့အမိကျိုးခေါင်းကျိုးလေးတွေပါတတဲ့အတွက်ရေနဲ့သုံးတက်လောက်ယခုလိုပဲစီထုတ်ပေးလိုက်ရင်တော့ပြောင်းသွားပါပြီရှင်ပစွန်ကြောက်လေးတန့်သွားရင်တော့9မိနစ်ခန့်လောက်ရေစိမ့်ပိထားလိုက်ပါမယ်။ရေစိမ့်ထားတဲ့ပစွန်ကြောက်လေးတွေဆယ်ပြီးသွားရင်တော့ယခုလိုမျိုးငရုပ်စုံနဲ့ညံ့ညက်လေးထောင်းပိထားလိုက်ပါမယ်ရှင်။ ယခုလိုအလှငပြားရေကျော်လေးချက်ဖို့အတွက်ကတော့ထမင်းစားစွန်းနဲ့ပဇွန်6လေးစွန်းခန့်ကိုငရုတ်တီးခွဲကြမ်းမုံနှစ်စွန်းထည့်ထားပါရရှင်။အဆက်မြများစားနိုင်ပါကငရုတ်တီးခွဲကြမ်းကိုပို့ပြီးထည့်နိုင်ပါတယ်နော်။ချက်တော်အနည်းချက်တော်အဖြူလှီထားတာနဲ့မကြီးရည်အနည်းငယ်ငပြားရည်အနည်းငယ်လိုအပ်ပါရရှင်။ဒီလောက်ဆိုရင်တော့အလှငပြားရေကျော်လေးချက်ဖို့အဆင်သင့်ဖြစ်ပါပြီရှင်။အုပ်ပူလာပြီဆိုရင်စီအနေငယ်ထည့်ပါမယ်။အရောင်ကောင်းအောင်စနွေလေးနဲ့ငယ်ထည့်ပြီးတော့စီစုအောင်စောင့်ထားလိုက်ပါမယ်။ စီလေးပူလာရင်တော့လှီးထားတဲ့ကြက်သွန်အနီလေးကိုထည့်ပြီးတော့စီတက်ပေးပါမယ်။ကြက်သွန်နေစီတက်ထားတာလေးနွမ်းသွားပြီးယခုလိုအနေထားလေးရောက်လာပြီဆိုလို့ရှိရင်တော့ကြက်သွန်ဖြူလေးကိုထပ်ထည့်ပြီးတော့စီတက်ပေးပါမယ်။ ကျက်တော်အဖြူနဲ့ကျက်တော်အနီလေးစီတက်ထားတာယခုနေထားလေးရလောက်ပြီဆိုလို့ရှိရင်တော့မြုပ်တီးခွဲကြမ်းလေးကိုထက်ပြီးတော့ချက်ပေးပါမယ်ရှင်။စီတနီနဲ့ငရုတ်တီးရဲ့အရှောင်လေးကလည်းရဲလာပြီးစက်တော်အဖြူနဲ့အနီလေးလည်းကျွတ်လာပြီးဆိုတဲ့အနေထားထိစိတ်ရှိရှိနဲ့မီအီလေးစီတက်ပေးရပါမယ်။ တခုလိုအနေထားလေးရလောက်ပြီဆိုလို့ရှိရင်တော့ပစွန်ကြောင်းမုံလေးထည့်ပြီးတော့ချက်ပေးပါမယ်။ပစွန်ကြောင်းမုံလေးထည့်ထားတာတအောင်းကြောင်စီတက်ပြီးပြီဆိုလို့ရှိရင်တော့အရသာအတွက်ငပြရီထမင်းစားစုံနှစ်စုံခန့်ကိုထည့်ချက်ပေးပါမယ်။ငပြိုင်ကြော်ချက်တဲ့နေရာမှာငပြိုင်ကောင်းကောင်းသုံးပေးခြင်းကလည်းအရေးပါလာပါတယ်။ ြီးရင်တော့အရသာအတွက်စားအချိုမုံနဲ့စက်သားမုံလေးတွေပါတခါတည်းထည့်ပေးလိုက်ပါမယ်ရှင်။အရသာလေးရင်နှံ့သွားအောင် မှုပေးထားရင်လည်းငပြိုင်ချက်အနှံ့လေးကအရန်ကိုမှွေတက်လာပါတယ်ရှင်။ပြီးရင်တော့စက်သွန်အဖြူအနီနဲ့အစွန်ချောင်းမုံလေးတွေနူးသွားအောင်ရေလေးနဲ့ငယ်ထည့်ပြီးတော့ချက်ထားပေးလိုက်ပါမယ်။ ဒီအလှငပြိုင်ကျော်ချက်တဲ့နေလေးမှာတော့ကျမတို့ကအဆက်တိတ်မစားနိုင်တဲ့အတွက်ငရုတ်သီးကိုရှော့ထည့်ရခြင်းဖြစ်ပါတယ်အဆက်ကြိုက်တဲ့လူကငရုတ်သီးကိုပို့ပြီးထည့်နိုင်ပါတယ်ပစွန်ကြောက်တဆဆိုလို့ရှိရင်ငရုတ်သီးနှစ်စားတည်းထည့်နိုင်ပါတယ်ရှင်ပြီးရင်တော့မကြီးရည်လေးအနှဲငယ်ကိုထည့်ပေးပါမယ်ရှင် ဒီနေရာမှာမကြီးရည်ထဲရခြင်းကငရုတ်တီးရဲ့အဆက်ကိုပိုပြီးလျှော့သွားစေပါတယ်ပြီးလို့ရှိရင်ငရုတ်တီးကြောင့်ဘိုက်နာတာဘိုက်အောင်နာတွေမဖြစ်စေပါဘူးရှင်တချို့မပြားရည်ချက်တွေမှာတော့မကြီးရည်ကိုထဲတာမတွေ့ရပါဘူးကျမတို့ကတော့မကြီးရည်လေးကိုအမြဲတမ်းထက်ချက်ပေးပါတယ်ရှင်ချင်းချင်းလေးနဲ့မပြားရည်ကြော်ရဲ့အရသာလည်းပိုပြီးစားကောင်းစေပါတယ်အခုလိုမကြီးရည်လေးခမ်းသွားပြီးစီပြန်တဲ့အနေထားလေးရပြီဆိုလို့ရှိရင်တော့အရန်မှွေးတဲ့အလှုံငပြိုင်ချက်လေးတစ်ခွက်ရပါပြီရှင်။ ကျမတို့မြမလူမျိုးတွေရဲ့အကြိုက်အလှငပြိုင်ချက်လေးရပါပြီရှင်။စားဖို့အတွက်ပကံလေးကိုခတ်ထည့်လိုက်ပါဦးမယ်။ကျမကတော့ယခုလို တစောင်းမုံးလာတွေအလှကထိန်ပွဲရတီရောက်ပြီဆိုလို့ရှိရင်တော့ကထင်းငပြိုင်ချက်လေးကိုအဟန်းစားကျင်တာပဲရှင်။အဲဒါကြောင့်မို့ယခုလိုမျိုးအလှငပြိုင်ချက်လေးကိုချက်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်ရှင်။အားလုံးပဲလိုက်ပြီးချက်စားကြကြဖို့ဖိတ်ခေါ်ပါရနော်။ ခုလိုမျိုးငပြိုင်ချက်လေးတစ်ခွက်အိမ်မှာရှိထားမယ်ဆိုလို့ရှိရင်တော့ကျဲဥကြော်လေးနဲ့ပဲဆဆာတူးစရာလေးနဲ့ပဲဆဆာဘာနဲ့တွဲဆဆာအရန်ကိုထမင်းမိတ်စေတာပါပဲရှင်ဟင်းကောင်းနေမလို့ပဲနဲ့အရန်စားကောင်းတဲ့ငပြိုင်ချက်လေးတစ်ခွက်ဖြစ်ပါတယ်စမားကတော့အပြာကြီးကြော်လေးကိုတွစီရလေးနဲ့ငါးဟင်းလေးနဲ့ရင်ွေးချမ်းလေးတောက်ပြီးတော့စားလိုက်ပါအောင်မယ်အားလုံးပဲစားကြပါအောင်နော် ကျမတို့ချက်ကြမဲ့ channel မှာယခုလိုမျိုးတံပိုးနေပြီးတော့စားကောင်းစီတဲ့ဟင်းချက်နီလေးများကိုတပတ်တပတ်အမြဲတမ်းမျှဝေပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကို subscribe လုပ်ထားပြီးအသစ်တင်တိုင်းသိရှိစေရန် notify bell လေးကိုပါနှိပ်ထားခဲ့ပြီးကြပါအောင်နော်ကြည့်ရှုသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်